ျွန်တော်ဒီနေ့သဝန်းကြီးအကြောင်းကိုနည်းနည်းလေး sharing လုပ်ချင်တယ်ကျွန်တော်ဒီစကားပြောလို့မင်းကပတ်ဝန်းကျင်ကိုဂရုစိုက်နေတာလားဒါမှမဟုတ်ဝေဖန်ခံရမှာကိုကြောက်နေရလားလို့မေးဖို့ရှိတယ်ကျွန်တော်ပတ်ဝန်းကျင်ကိုဂရုစိုက်တာလည်းမဟုတ်ဘူးကြောက်တာလည်းမဟုတ်ဘူးကျွန်တော်တို့ကပတ်ဝန်းကျင်နဲ့ကင်းကွာလို့မရဘူးဆိုတာကိုသိစေချင်တယ်အဲ့ဒီလိုကင်းကွာလို့မရတဲ့အခါပတ်ဝန်းကျင်ကိုသူ့နေရာနဲ့တူလာရောညီတူမှုလာရောညီထွေမှုနဲ့ပေါင်းစပ်ဆက်ဆံတတ်ဖို့လိုတယ် ကျွန်တော်တို့မြန်မာနိုင်ငံမှာအများစုကဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်။အဲဒီတော့ဖရာဟောတရားနဲ့နှံ့ရှင်ပြကြတယ်။ဖရာဟောတရားလို့ပြောလိုက်တာနဲ့ဖရာရဲ့လမ်းစဉ်ကိုလူတိုင်းသိကြတယ်။မဇ္ဈိမပရိပဒါဆိုတာကိုပေါ့။အဲဒီနေရာမှာမဇ္ဈိမပရိပဒါဆိုတာဘာကိုပြောတာလဲဆိုရင်အလယ်အလယ်လမ်းစဉ်ကိုပြောတာပေါ့။အဲဒီတော့အဲဒီတော့တချို့လူတွေကတချို့လူတွေရဲ့ထင်မြင်ချက်ကဘာလဲဆိုတော့မင်းတို့ကဂျားနေဝါရသမားတွေလားဆိုပြီးမေးဝဲရှိတယ်။အမှန်တော့မဟုတ်ပါဘူး။ကျွန်တော်တို့ကဂျားနေဝါရသမားတွေမဟုတ်ပါဘူး။ ဒီနေရာမှာအလဲလဲလမ်းစဉ်ကိုကျွန်တော်ပစ္စည်းတစ်ခုနဲ့နှမ်းရှင်ပြရရင်ချင်းတွင်တစ်ခုနဲ့ကျွန်တော်နှမ်းရှင်ပြရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပစ္စည်းတစ်ခုကိုချင်းတွင်နဲ့ဝယ်တဲ့အခါရောင်းတဲ့အခါမှာချင်းတွင်ရဲ့ရှာကဘယ်မှာရှိနေလို့လိုရလဲ။ဒါလူတိုင်းသိကြပါတယ်။ကျွန်တော်အလဲမှာရှိနေလို့လိုတယ်။အဲဒီတော့ကျွန်တော်တို့ချင်းတွင်ရဲ့ရှာလို့ပဲကျွန်တော်တို့အလဲမှာရှိနေလို့လိုတယ်။အဲ့ဒါမှလည်းဝယ်တဲ့သူရောင်းတဲ့သူညီမျှမယ်ပေါ့။အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ အကျင့်ဘာဝင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ရဲ့ဗီဇာကိုလက်ရောက်ညွှန်တိမှုရှိအောင်ကျွန်တော်တို့ပေါင်းစပ်ဆက်ဆံမှုလိုမယ်လက်ရောက်ညွှန်တိမှုရှိအောင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားခဘကုလသမဂ္ဂဖြစ်မှုတဲ့ဥတန်ကလည်းမေတ္တာဗလာတိကာကိုရေးသားထားတယ်မေတ္တာဗလာတိကာမှာလည်းဘာတွေရေးသားထားလဲဆိုရင်ပေါင်းစပ်ဆက်ဆံရေးအကြောင်းတွေကိုရေးသားထားတယ်အဓိကကဥတန်ကလည်းပေါင်းစပ်ဆက်ဆံရေးဆိုတာကျွန်တော်တို့လူသားမျိုးနွယ်စုနဲ့ကင်းကွာလို့မရဘူးဆိုတာကိုသိစေခြင်းနဲ့ ပေါင်းစပ်ဆံရေးမှာလည်းကျွန်တော်တို့လူသားမျိုးနွယ်စုတွေနားလည်စေခြင်းနဲ့အတွက်ဥတန်းကရေးထားတာဖြစ်တယ်။လူသားစုဖြစ်လာပြီဆိုတော့ပတ်ဝန်းကျင်ကစတင် တွေးထိထားရတာပဲ။စတင်တွေးထိတဲ့အချိန်မှာပဲဝေဖန်သွန်းတက်ချက်တွေကစတင်လာပြီပဲ။ဘယ်ချက်နဲ့စတင်လာလဲဆိုတော့ကျွန်တော်တို့အမေဘက်ထဲကနေဦးဝဲဆိုပြီးတော့ထွက်လာတဲ့အချိန်ကနေ စတင်တော့တာပဲ။ဘလို့တွေစတင်လဲဆိုရင်ဒီကလေးကဘလူနဲ့တူတယ်၊ဘွာနဲ့တူတယ်။ဘလို့ပုံစံရှိတယ်ဆိုတာကအစဝေဖန်သွန်းတက်တော့တာပဲ။အဲ့ဒါကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ရဲ့ဝေဖန်သွန်းတက်ချက်ပဲ။ အဲ့ဒီတော့ကျွန်တော်တို့ပန်ဝန်းကျင်နဲ့ကင်းကွာလို့မရဘူးဆိုတာကိုကျွန်တော်ကပြောပြခြင်းတာနောက်တစ်ခုကပန်ဝန်းကျင်ကိုဂရုစိုက်နေရလားဆိုတာကိုပေါ့ကျွန်တော်တို့ကပန်ဝန်းကျင်ကိုဂရုစိုက်နေရလားဆိုတော့လေမဟုတ်ပါဘူးဂရုစိုက်ဖို့လည်းမလိုဘူးလားဆိုတော့လေမဟုတ်ပြန်ပါဘူးဒါပေမဲ့ကျွန်တော်တို့ပန်ဝန်းကျင်နဲ့ပေါင်းသက်ဆက်ဆံတဲ့အခါမှာကျွန်တော်တို့တတိလေးရှိဖို့လိုတယ်တတိဆိုတာဘာကိုပြောတာလဲဆိုတော့ဥပမာကျွန်တော်တို့အောင်မြင်မှုတစ်ခုကိုရလာရင်အဲ့ဒီအောင်မြင်မှုကိုချီးမွမ်းသူတွေကဘယ်သူတွေလဲ နောက်တစ်ခုအတိမတ်ပြုသူတွေကဘယ်သူတွေလဲကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာမဟုတ်ဘူးလားကျွန်တော်တို့လူသားမျိုးစုနဲ့သူတွေကနည်းနည်းတော့ထူးဆန်းတယ်အံ့ဩလည်းခောင်းတယ်တစ်ခါတစ်ခါရဲစရာကြီးလည်းဖြစ်တယ်ဘာလို့လဲဆိုတော့ပတ်ဝန်းကျင်ကိုရွေးဆိုင်နေတာလားဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်ရဲ့ချိန်မှန်တာကိုတော့ကြိုက်ကြတယ်ကဲရတာကိုမကြိုက်ကြဘူးအဲ့ဒါကလူသားတဝက်ရဲ့ဗီဇာတစ်မျိုးပါပဲကျွန်တော်တို့ကဂီတဝင်းကြီးကိုဂီယူဆိုင်တာလားလို့လည်းပြောဂီယူဆိုင်စရာလားလို့လည်းပြောသေးတယ်။ပဝင်းကြီးက ရှင်မအောင်ပါဘူးရှင်မန်းအောင်ပါပေးမှုလည်းလိုချင်တယ်ကြည့်မှုရမလိုချင်ကြဘူးအဲဒီတော့ဘဝဉ္ဇဆိုတာကြီးကိုလည်းကျွန်တော်တို့ကအပြစ်လုံးလုံးမြင်မဲ့မြင်သင့်တယ်လို့ကျွန်တော်ကတော့မထင်ဘူးဘာဖြစ်လို့လဲကျွန်တော်တို့ကိုယ်တိုင်ကိုရှင်မန်းမှုသူတို့စီကရှင်မမှုကိုလိုချင်တယ်ကြည့်မှုကိုမလိုချင်ဘူးအဲဒီတည်းကျကျွန်တော်တို့ကဘဝဉ္ဇကိုလုံးလုံးလုံးဝကြီး100%ဘဝဉ္ဇကိုအစိုးမြင်ဝါးတိုင်းနဲ့ဘဝဉ္ဇကို ်ယူမဆိုင်တင်မှုအလင်းမထားတင်မှုလို့ကျွန်တော်ကတော့မတွေးတင်မှုလို့ကျွန်တော်ရဲ့အမြင်ကတော့ထင်တယ်ပေါ့ပေါင်းညဆိုတော့တို့မြင်တဲ့အတိုင်းကြားတဲ့အတိုင်းတစ်ခါတစ်ခါတို့စင်ကဲတွေးမိတဲ့အတိုင်းပြောကြမှာပဲဥပမာတစ်ခုအကျင့်စာရိုက်တဲ့ကောင်းတဲ့မျိုးရိုးဗီဇာကမွေးဖွားလာတဲ့ကလေးကိုတို့ရဲ့မျိုးရိုးကြည့်ပြီးဒီကလေးကအကျင့်စာရိုက်တာကောင်းတယ်လို့တမန်ပြကြတယ်။ဘာဖြစ်လို့လဲ။တို့ရဲ့မျိုးရိုးဗီဇာကိုတို့မြင်တယ်၊သိတယ်၊ကြားတယ်အတိုင်းတို့တမန်ပြလိုက်တာ။နောက်တစ်ခုက အကျင့်စာရိတ္တမကောင်းတဲ့မျိုးကမူပါလာတဲ့ကလေးကိုကြဒီကလေးတွေအကျင့်စာရိတ္တမကောင်းတဲ့မျိုးပိစားကမွေးလာတာဖြစ်တဲ့အတွက်သူတို့ရဲ့အကျင့်စာရိတ္တမျိုးဆိုတာလိုက်တတ်တယ်ဆိုတာဒါကျွန်တော်တို့ပြောစရာမလိုဘူးကျွန်တော်တို့ပတ်ဝန်းကျင်နဲ့တည်ပြီးသားကျွန်တော်တို့ကိုယ်တိုင်လည်းတစ်ခါတစ်ခါမျိုးရိုးလိုက်တတ်တဲ့သဘောဝရှိပြီးသားဥပမာတစ်ခုကျွန်တော်တို့ဟိုမြန်မာနိုင်ငံမှာဆိုရင်မြန်မာနိုင်ငံသားအများစုကိုကြည့်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံသားရဲ့အသားအရေး မျက်လုံးမျက်ခုံးနှာခေါင်းရဲ့ပုံစံဘယ်လိုရှိလဲအိန္ဒိယနိုင်ငံရဲ့လူမျိုးတွေရဲ့အိန္ဒိယလူမျိုးတွေရဲ့မျက်လုံးအသားအရည်နှာခေါင်းဘယ်လိုရှိလဲနောက်တစ်ခုကျွန်တော်တို့ US UK အဲ့လိုမျိုးအရာတွေအများကြီးပဲเนาะအဲ့လိုသူတို့ရဲ့မျိုးရိုးဗီဇာကိုကျွန်တော်တာဝန်ကျင်ကိုကြည့်ပြီးတော့လူတွေကအများတန်းပြောင်းလဲနေကြတာအဲ့ဒီတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကို view size ကလိုလားမလိုဘူးလားဆိုတာကကျွန်တော်တို့ကလည်းကျွန်တော်တို့တစ်ခါတလေမလိုဘူးဆိုပြီးတော့လည်း အဆင်မပြေပြန်ဘူးလိုပြန်တယ်ဆိုပြီးတော့လေတာကြီးကိုကိုကိုယူဆိုင်နေပြန်တယ်မောရပြန်ဘူးအဲ့တော့ကျွန်တော်တို့ပဝင်းကျင်ကိုပေါင်းတဲ့နေရာမှာဆက်ဆံတဲ့နေရာမှာကျွန်တော်တို့ကိုတတိလီနဲ့ကိုရှိဖို့လိုတယ်ဆိုတာကိုကျွန်တော်ကပြောပြချင်တာကျွန်တော်ကအခုပြောပြတာကကျွန်တော်ရဲ့တွေးခေါ်လေးကျွန်တော်တွေးမိတာလေးကိုပြောပြတာအဲ့ဒီတော့အခုလိုနားထောင်ပြရတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်